မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ဆရာတော်ဓမ္မဘေးကြီးရှင်ဝရိယတောင်စုံရေးသားတော်မူခဲ့တဲ့မထေမြတ်တို့စကားဝိုင်းဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်မျှဝေတင်ဆက်ပါမယ်ရှင်။ကဘာကြီးနဲ့ရာခွက်ကဘာကြီးလုံလုံပြပြတခါကြီးအမြဲတမ်းလောက်ကင်စားနေတဲ့ရာခွက်တွေဘယ်ကိုမှရွေ့မသွားရင်ပြီးရောမဟုတ်လားတောင်ရင်းကြီးနတ်မီတော်ရဆရာတော် တောင်တွင်းကြီးနတ်မီတော်ရအကြောင်းကိုဥပုပ်တရင်စောက်တီဖို့လာကြတဲ့ပရိသတ်တွေထဲမှာမျိုးရဲ့အရှိတောင်ပဲမနီးမဝေးမှရှိကြတဲ့ဂုံချင်းတန်းဒိုးတန်းစားတဲ့ရွာတွေကတောင်သူလယ်သမားတခါကြီးတွေလည်းပါပါတယ်မနက်ပိုင်းမှာဥပုပ်သီလခံယူပြီးလင်ဆရာတော်ကြီးထံမှာမေးကြမြန်းကြရင်စကားစမီပြောဆိုလေးရှိကြပါတယ်။တရားပွဲကတော့ညနေပိုင်း2နာရီလောက်မှကျင်းပတာပါ။ ။ဒီနေ့မှာအကြောင်းကိုသတင်းမပြည့်လာလေးရှိပြီးဆရာတော်ကြီးနဲ့အလွန်ရင်းနှီးကျွမ်းဝင်တဲ့တခါကြီးတယောက်ကကဘာကြီးဟာလုံပြီးလဲနေတယ်ဆိုတာဟာဖျားဟောကျမ်းကနေညီညွတ်မှုရှိမရှိဆရာတော်ကြီးကိုမေးလျှောက်ပါတယ်။တခါကြီးကဖုံးကြီးကြောင်းထွက်စစ်စစ်ရှေးရိုးအဖိုးကြီးဖြစ်တယ်လို့သူတို့ခေတုန်းကအင်္ဂလိပ်အစိုးရဖွင့်ထားတဲ့ကျောင်းလေးကိုလည်းလောကရက်ကျောင်းလေးလို့ခေါ်ကြတယ်။ ဒီเจ้าတွေကသင်ကြားတဲ့ပညာရက်တွေကိုလည်းသင်ချာပညာကလွဲရင်အားလုံးကို မိစ္ဆာဝါဒတွေလို့ပဲနားလည်ထားကြတာဆိုတော့ပထဝီပညာတို့သိပ္ပံပညာတို့ဆိုတာအလကားဟာတွေပဲလို့ယူဆထားကြတာအဲ့ဒီအဲမှာကဘာကြီးလုံးတယ်ဆိုတာနဲ့လားကဘာကိုသွားတယ်ဆိုတာမျိုးကြတော့ပိုပြီးနားမခံတာဖြစ်နေပုံရပါတယ်ဒါကြောင့်ဆရာတော်ကြီးအဆုံးဖြတ်ကိုကြားခြင်းသိခြင်းနေကြတာ တီးကျင်တယ်ဆိုပေမဲ့တကယ်ကတော့ကဘာကြီးလုံးတယ်ဆိုတာကိုဆရာတော်ကြီးကိုတိုင်ကလက်မခံပဲပယ်ချပြီး ကဘာကြီးပြားတယ်လို့ဆရာတော်ကြီးပါဆက်က ပြောစေချင်တာပါပဲတကားကြီးတွေရဲ့အခြေအနေနဲ့အလိုဆန္ဒကိုသဘောပေါက်တဲ့အတွက်ဆရာတော်ကြီးက သူတို့ရဲ့အမေကိုဓာတ်ရိုက်မဖြေပဲကဘာကြီးဟာ ပြားတယ်ဆိုတဲ့အယူဆဟာမြတ်စွာဘုရားပွင့်တော်မူတဲ့ခေခါရောက်မှ ဖြစ်ပေါ်လာတာမဟုတ်ဘူး ဟိုရှေးအဆက်ဆက်ကရှင်းနေပြီဖြစ်တယ်။နေရင်ကျန်းနက်ခတ်ကျန်းတွေမှာပါရှိတယ်။ဗျမနဝါရအယူဆတွေဖြစ်ကြောင်းနဲ့အစားချီပြီးမြတ်စွာဘုရားရှင်တို့ပွင့်ထွန်းပေါ်ပေါက်လာတာဟာတတဝါတွေကိုတန်တရားဝိဒုက္ခကလွတ်မြောက်အောင်လမ်းညွှန်ဆုံးမပေးဖို့ဖြစ်တယ်။ မြတ်စွာဘုရားရှင်တို့ရဲ့ဒေသနာတော်တွေဆိုတာဝိနည်းတတ္တဝါတို့တန်တရားမှကျင့်လျာခြင်းအကြောင်းတရားနှင့်တန်တရားမှလွတ်မြောက်နိုင်တဲ့အကြောင်းတရားတွေကိုခွဲခြားပြတဲ့ဒေသနာတော်ဖြစ်တယ်အထူးအဖြစ်တော့သစ္စာလေးပါးကို ထိုးထွင်းသိမြင်အောင်အထောက်အကူပြုနိုင်တဲ့သတိပဋ္ဌာန်၊တမတ်ပဋ္ဌာန်၊အဋ္ဌိပတ်၊အိန္ဒြေ၊ဘူ၊ဘုဆင်၊မက္ခင်ဆိုတဲ့ဗောဓိပက္ခိယတရား သစ္စာတည်ကြောင်းအထောက်အပြုတရားတွေသာအဓိကဖြစ်တယ်။ကဘာကြီးလုံးနာပြတာဟာတန်တရားလဲကြောင်းတန်တရားလွတ်ကြောင်းနဲ့ဘာမှမပတ်သက်လို့ဖျားရှင်တို့အရာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုစိတ်ရှိလက်ရှိရှင်းပြနေပါတယ်။နားထောင်နေတဲ့တခါကြီးကတော့သူလိုချင်တဲ့အဖြေမဟုတ်တဲ့အတွက်ဆရာတော်ကြီးရဲ့ရှင်းပြချက်တွေကိုနားဝင်ဟန် မတူပါဘူး။မျက်မှောင်ကျုပ်ပြီးနားထောင်နေရင် ဘာပဲဖြစ်ဖြစ်ဖေဟာကဘာကြီးလုံးပြီးလဲနေတယ်ဆိုတာတပည့်တော်ဘဝင်းကိုမကြားနိုင်ဘူးအိမ်ကခလေးတွေစာကြက်တဲ့အခါဒီအတန်ကြားရတိုင်းတပည့်တော်နားတဲ့ကန့်လန့်ကြီးပဲအဲ့ဒါစိတ်မချမ်းသာဖြစ်လွန်းလို့ဆရာတော်ကိုမေးလျှောက်ပါတယ်ဆရာတော်ကလည်းတပည့်တော်ဘဝင်းကြောင့်ရှင်းပြပေးဖို့မရဘူးလို့ပြန်လျှောက်ပါတယ်ဒါနဲ့နောက်ဆုံးတော့ဆရာတော်ကြီးကတကားကြီးကဘာကြီးလုံးလုံးပြားပြားတကားကြီးအမြဲတမ်းလောက်ကင်စားနေတဲ့ရာခွက်တွေကတော့ဘဲမှရွေ့မသွားဆင်မသွားဘူးပို့လားလို့မေးလိုက်တော့ တခါကြီးကနင်းနေပြုံးပြီးဒီလိုတော့ဖြစ်မသွားဘူးပေါ့ဖေဟာလို့ပြန်လျှောက်ထားလိုက်ပါတယ်အေးတခါကြီးဘက်ကကြည်ရင်လဲကိုလုံးနေကြလေခွက်ရာခွက်တွေရွေ့မသွားသည်မြကဘာကြီးဘလို့ဘာဖြစ်နေနေဘာအကျိုးမှမယုတ်ဘူးဦးစင်းတို့သာသနာတော်ဘက်ကကြည့်ရင်လေသစ္စာတရားမဂ်ခင်တရားတွေသစ္စာတိကြောင်းအထောက်ကူပေးနေတဲ့ဘောဓိပက္ခိယဆိုတဲ့တရားတွေရွေးစင်မသွားရင် သာသနာတော်အတွက်ဘာမှယိုယွင်းစရာမရှိပါဘူး ဒါကြောင့်ကဘာကြီးလုံးပြီးလဲနေတယ်ဆိုတာနဲ့တော့ဘာမှစိတ်မချမ်းမသာ ဖြစ်မနေနဲ့လောကအကျိုးသာသနာအကျိုးဘာအကျိုးမှမရုပ်ပါဘူးအေးကဘာကြီးကပြပြီးငြိမ့်နေတယ်ဆိုလဲတခါကြီးလုံးနေကြမြေခွက်ရာခွက်တစ်ခုခု ရေတိုက်စားပြိုပဲ့သွားတယ်ဆိုရင်တော့တခါကြီးခယူးဆိုင်ပြီးတော့ဦးစင်းတို့လည်းသစ္စာတရားမဂ်ခင်တရားဗောဓိပက္ခိယတရားတွေဝန်းပဲ့သွားတယ်တိုးလာရောမယ်ဆိုရင်တော့ခယူးဆိုင်ရတော့မှာပဲ ခုတော့အေးအေးသာ နေပြီရော့ဆိုပြီးနေရကထားလိုက်ပါတယ်။တကားကြီးကလည်းဒါတော့လဲဒါပေါ့ဖျားဆိုပြီးရော့ရောင်ကျင်းနဲ့သွားပါတော့တယ်။လောကအကျိုးသာသနာအကျိုးနဲ့ဘာမှမပတ်သက်တဲ့ကိစ္စများကိုရေးကြီးခွင်ကျဲပြောဆိုညှင်းခုန်နေကြတာကို ကြားရတွေ့ရတိုင်းဆရာတော်ကြီးရဲ့ဖြည့်ရှင်းပုံကိုပြန်လဲပြောပြမိပါတယ်။ ဆရာတော်ကြီးမိန့်ကြတာဟာ အမှတ်တမဲ့နားထောင်ရင်ရည်စရာလိုလိုထင်ရပေမဲ့သာသနာနဲ့ကြုံတုံလူဘဝရာတုံးခိုက်မှာအဓိကနဲ့တာမညာကိုခွဲခြားသိမြင်နိုင်မှုအတွက်အတော်လေးနက်တဲ့အစုံမင်းတစ်ခုလိုခံယူမိပါတယ်ဒီနေ့မိမိအလေးနဲ့စဉ်းစားပြီးခြီတုံခြီချနဲ့ တန်တရားပွားဒုက္ခများနေတဲ့ကိစ္စဟာဘာလဲကဘာကြီးလုံးနေတာမျိုးလားຢာွက်တွေရေစားလို့ပဲထွက်သွားတဲ့ကိစ္စလားခွဲခြားဝေဖန်ဆုံးဖြတ်နိုင်ကြပါစေတယောက်တည်းတဲအောင်နေတတ်ဖို့တတိဆိုတာမိမိကိုလုံခြုံအောင်စောင့်ရှောက်ရင် သူတစ်ပါးကိုပါလုံခြုံအောင်စောင့်ရှောက်ပေးတယ် မေတ္တာကတော့သူတော်ဘာကို လုံခြုံအောင်စောင့်ရှောက်ကူညီမိမိကိုပါလုံခြုံအောင်စောင့်ရှောက်ပေးပါတယ်တိပိတက ရောเสียရတော့ရန်ကုန်မြို့ဗဟန်ဝိသုဒ္ဓါယုံကျောင်းတိုင်းဗဒါနနာယကတိပိတကဒရာဓမ္မဗန္နာခာရိက ရောเสียရတော့ဖျားရဲ့ဩဝါဒပါเสียရတော့ဟာမိမိကိုယ်တိုင်စံပြအဖြစ် ပြောဆိုပြုမူနေထိုင်ကျင့်သုံးပြီးတပည့်များကို အတူယူလိုက်နာအောင်ဆုံးမအုပ်ချုပ်တင် जा ပေးတဲ့ဆရာတော်တပါးဖြစ်ပါတယ်မိမိဆုံးမညွှန်ကြားချက်များရဲ့တာရကပြာယုတ်ကိုနဘေးကရှာဖွေ ထုံးဆောင်ပြစီရမလို့ပဲပြောသလိုလုပ်ပြီးလုပ်သလိုပြောတဲ့ဆရာတော်ဖြစ်လို့တပည့်များကိုဆုံးမတဲ့အခါမှာ အချောက်အမြောက်အဆူအကျိမပါပဲလိုရင်းလိုင်းနာစရာများကိုသာအရွယ်မရွေးနားလည်နိုင်အောင်ဆုံးမညွှန်ကြားလေးရှိပါသည်။ဒါကြောင့်လဲဆရာတော်ဆုံးမများဟာတိုးတိုးကျင်းကျင်းနဲ့နားထောင်ရသူ တပည့်များအပေါ်ဩစာတက်ရောက်မှုရှိလွန်းလာသောကြောင့်အလင်းကားသဘောရပြောရရင်ဩစာကုံရဲ့ပြယုံများလည်းဖြစ်ပါသည်။ ဆရာသမားရဲ့ချစ်ရင်းချက်ကြောင့်ဘယ်တဘဲမှ အကျိုးမဲမဖြစ်စေရဆိုတဲ့ကရုဏာစိတ်ထားနဲ့နှုတ်မငေါ့ဒုံမမြောက်ပဲတပည့်သားတိုင်းကလေးစားလိုက်နာလောက်အောင် အုပ်ချုပ်တဲ့နေရာမှာတော့မိမိတွေ့ဘူးသမျှဆရာများထဲမှာလေးစားအားကြအတူယူလောက်တဲ့ဆံပြဆရာတော်တစ်ပါးလည်းဖြစ်ပါတယ်။ 1358ခုနှစ်ကတောင်စုံဘုံကထိပ်ပွဲမှာမိမိရဲ့တောင်းပန်လျှောက်ထားချက်အရာဆရာတော်တရားတညကြွရောက်ချီးမြှောက်ပါတယ်။တရားပွဲပြီးနောက်တဲ့နနက်ပိုင်းမှာမိမိတို့ယဟန်တပည့်များအပါအဝင်ရှေးစေဒီကျောင်းတကာတကာမများကကတော်ကြတဲ့အခါဆရာတော်ဩဝါဒစကားမိန်ကြားပါတယ်။ဆရာတော်ရဲ့ဩဝါဒအနှင်းချုပ်ကတော့ လောကမှာဘယ်သူမဆို အများနဲ့သိမြင်အောင်နေနိုင်တဲ့ပုဂ္ဂိုလ်ဟာလောကီလောကုတ္တရာအကျိုးနှစ်ရလုံးပြီးစီးအောင်မြင်နိုင်သလိုခုရောနောင်မှာကိုယ်စိတ်နှစ်ရလုံးချမ်းသာအေးမြတယ်အများနဲ့သိမြင်အောင် နေနိုင်တတ်ဖို့တွယ်ကိုတယောက်တည်းတဲ့သိမြင်အောင် နေတတ်ဖို့ပိုအရေးကြီးပါတယ် ပြောက်တဲ့နေတဲ့အခါပူလို့အေးလို့စာလို့ပြင်းရင်လို့စတဲ့တဘာဝပတ်ဝန်းကျင်နဲ့ဖတ်ပြီးရန်တွေးနေကြတာတွေးကြုံရတဲ့အာယုံမျိုးမျိုးတို့အပေါ်မှာချစ်ခင်စရာ မုန်းတီးစရာလို့သတ်မှတ်ပြီးချစ်ခင်စရာအာယုံကိုလိုချင်တလောက်မရလို့မုန်းတီးစရာအာယုံနဲ့ကြတော့စုံတွေးရပြန်လို့မကြေမနက်ဖြစ်နေကြတာမရခင်တော့လိုချင်ရပြီးတော့မန်တက် ျက်စီးတော့ပူဆွေးနေဖြစ်နေကြတာတွေဟာ ကိုတယောက်တည်းတဲအောင်မหนีတဲကြတာတယောက်တည်းရန်တွေးနေကြတာတွေပါပဲဒီလိုဖြစ်ရတာတွေကို အရင်စစ်လိုက်ရင်အာယုံကိုတတိလက်လို့ဖမ်းယူမိလို့ပဲတွေးကြုံရတဲ့အာယုံတွေကို ။သတိဆိုတဲ့ညှက်မပါပဲဖမ်းယူတာဟာအစိပ်ပြင်းတဲ့မွေကို အမှတ်တမဲ့ညှက်မပါပဲလက်နဲ့ဖမ်းဆွဲလိုက်တယ်လို့အမီးတို့ခါတို့ကိုဆွဲမိရင်အစိပ်ပြန့်အောင်မွေကြိုက်ခံရတတ်တယ်လို့အာယုံကိုသတိမပါပဲဖမ်းယူရင်ကိလေသာအစိပ်ပြန့်အောင် အာယုံကပြန်ကြိုက်တတ်တယ်။အာယုံတွေကြောင့်စိတ်ဆင်းရဲရပူပန်ရတယ်ဆိုတာဟာအာယုံ အကြိုက်ခံရတာပဲ ငွေစိုးကိုပိုင်ပိုင်နိုင်နိုင်ဖိဖိစီစီဖမ်းရင်အကိုက်မခံရပဲဘေးလွရာကိုဖယ်ရှားပြစ်နိုင်လို့အန်ဒီယကင်းရှင်းတယ်လို့အာယုံကိုသတိညံ့နဲ့ကင်ဖမ်းရင်လဲအာယုံအကိုက်မခံရပဲတရားစွမ်းအားတွေပေါ်လာရတာမှုပျော်ရွှင်နိုင်တယ်ဆိုပြီးဆရာတော်လိုက်ဆိုခိုင်းတဲ့လင်္ကာလေးကတော့တယောက်သေးပင်စွမ်းအင်အပြည့်တဲလို့ပြီးသတိဖြစ်တာနီး တယောက်သေးပင် စွန့်အင်အပြည့်တဲ့လိုပြီးတတိဖြစ်တာနီးတဲ့အများနဲ့ဆက်ဆံရမှာအစဉ်ပြေဖို့ကတော့မေတ္တာထားရှိရပါလိမ့်မယ်မေတ္တာတရားဆိုတာတီးခံခွင့်လွတ်တဲ့နိနာခံတတ်တဲ့ခန္တီတရားကို အမာခံဖြစ်ပိုင်းနိုင်အောင်လေ့ကျင့်ထားမှလွယ်လွယ်နဲ့ရရှိနိုင်မှာပါဒီအတွက်အလင်းကချုပ်ကတော့အများတကာဆက်ဆံရမေတ္တာပါမှ အစဉ်ပြေ အများတကားဆက်ဆံရာမေတ္တာပါမအစဉ်ပြေတဲ့လောကမှာကြုံတွေ့ရသမျှပစ္စည်းဝိထုတွေအာယုန်တွေဆိုတာကောင်းတယ်ပဲဆိုဆိုမကောင်းဘူးပဲဆိုဆိုတန်မိုးရှိတယ်ပဲဆိုဆိုမရှိဘူးပဲဆိုဆိုဘယ်ရာမှ ကိုယ့်လိုချာမဖြစ်နိုင်လို့လူချမ်းသာဆိုတာဟာလေချမ်းသာအစစ်မဟုတ်အစိတ်တွေရောနေတဲ့အရသာဖြစ်တယ် အခုပြောခဲ့တဲ့သတိနဲ့မေတ္တာဆိုတာဟာလောကလူရရဲ့အစိပ်ဖြေစေပါပဲသတိကမိမိကိုယ်ကို လုံခြုံအောင်စောင့်ရှောက်ရင်သူတစ်ပါးကိုပါလုံခြုံအောင်စောင့်ရှောက်ပေးတယ်ဆိုတဲ့အကြောင်းကိုနိုင်ဝက်ခန့်ချိန်တွင်းမှာလူတိုင်းမှတ်သားမိအောင်ဖျားရှင်ပေးတဲ့ဥပမာလေးတွေနဲ့ကပ်ပြီးဟောကြားဆုံးမတော်မူပါတယ်လောကသားတိုင်းနဲ့လောကချမ်းသာတိုင်းဟာကိလေသာအစိမ့်မကင်းနိုင်တာမူ ဆရာတော်မိန့်ကြတဲ့အစိမ့်ဖြေစည်းကိုတော့အမြဲဆောင်ထားစီခြင်းပါတယ်။အများနဲ့မသိမမြဲရန်တွေးတဲ့သူက သူတပားသိမြင်ရင် ရှက်စရာဖြစ်လို့ရှက်တဲ့ကြောက်တတ်တယ်။ဒီရအတ္တပတရားရှိသူတို့အတွေ့စင်ကျင်မှုလွယ်ကူပေမဲ့တယောက်သေးရန်တွေးနေတဲ့သူမှတော့ဘာကိုရှက်ပြီးဘလို့စင်ကျင်ရမယ်လို့မသိပဲဖြစ်တတ်တာမှုဆရာတော်တတိပေးတဲ့ တယောက်ထဲတက်အောင်နေတတ်တဲ့နီလန်းလေးကိုတဆင့်တန်းလန်းပေးလိုက်ရတာပါတယောက်ထဲတက်အောင် စနစ်တကျနေထိုင်ရင်တရားစွာများ တိုးပွားကြပါစေသာခန္ဓာကိုယ်တွင် ချန်ပီယံဘောလုံးပွဲအောင်ပွဲမှန်သမျှတို့တွင်ကိုယ့်ဟာကိုယ်အနိုင်ရတဲ့အောင်ပွဲသာ အမြင့်မြတ်ဆုံးပါ ရှုံးပွဲမှန်သမျှထဲမှာလဲကိုဟာကိုအရှုံးပေးရတဲ့ရှုံးပွဲသာအယုံညံ့ဆုံးအောက်တန်းအကြဆုံးမှာတီပီတကဒရာရောဆရာတော်1358ခုနှစ်တစောင်းမုံလာထဲမှာပဲကေလာတဖတောင်ပေါ်ကတတမတ်ဒီတကူကျောင်းနိုင်အတွင်းမှာရန်ကုန်တလန်းဆောက်လို့ရေကုမ္ပဏီမိသားစုတို့ရဲ့ကောင်းမှုဖြစ်တယ်တိန်သမုတ်ပွဲမှာတီပီတကဒရာဓမ္မ ဓမ္မဗန္နာဂါရိက ရောစရာတော့ကြွားရောက်ပြီးတိမ့်သမုတ်ပွဲနဲ့ရေဆက်ချတရားပွဲမှာနိဗ္ဗာန်ဆိုတဲ့စုဖလားကြီးကိုရယူပိုင်ဆိုင်မိကိုခန္ဓာကိုယ်တဲကဘောလုံးပွဲကြီးကို စနစ်တကျကိုကအနိုင်ရအောင်ကန်တက်ဖို့အတွက်အထက်ပါစကားလို့နဲ့အစားချီပြီးဟောညွန်ဆုံးမတော်မူပါတယ်။ဒီဘောလုံးပွဲကြီးဟာဗဟန်ဝိတ္တရာယုံရွှေကျင်ကျောင်းတိုင်းမှာ နင်းစဉ်နနက်ဖျားဝစ်ပြုတ်ပြီးတကြိမ်ညဖျားဝစ်ပြုတ်ပြီးတကြိမ်တနေ့နှစ်ကြိမ်မှန်မှန်ဆရာတော်ကိုယ်တိုင်ကြီးကြက်ပြီးကျင်းပါလေးရှိကြောင်းမိန်ကြားပါတယ်ဆရာတော်ဟောညွန်ချက်အနှိမ့်ချုပ်ကတော့လောကမှာဟိုဘက်ဒီဘက်ခွဲပြီးသူများတွေကန်နေကြတဲ့ဘောလုံးပွဲဆိုတော့ဘယ်ဘက်ကရှုံးရှုံးနိုင်နိုင်ကို့အတွက်အကျိုးလည်းမရှိအကျိုးလည်းမရုပ်ဘူး အဲ့ဒါကြောင့်သူများတွေပြင်မှာကန်ကြတဲ့ဘောလုံးပွဲမျိုးကိုတော့ကန်လဲမကန်ကြနဲ့ကြည်လဲမကြည်နဲ့ကိုယ်ခန္ဓာတွင်းကဘောလုံးပွဲကိုသာ ကိုက မရှုံးအောင်ဂယူးဆိုင်ကန်ရမယ်ခန္ဓာကိုယ်ဆိုတဲ့ဘောလုံးကွင်းကြီးထဲမှာစိတ်ဆိုတဲ့ဘောလုံးလေးကိုအသင်းချင်းနှစ်သင်းလူပြီးကန်နေကြတာနနဲ့အိယာထားချိန်ကနေညအိယာဝင်ချိန်အထိပဲ တစ်ဖက်ကတဒါဝရိယသတိစတဲ့ဘလ၅တန်းပါဝင်တဲ့အဖြူရောင်တုတ်ကပက္ခလို့ခေါ်တဲ့ကုသိုလ်အသင်းတစ်ဖက်က လောဘဒေါသစတဲ့နိဝရဏတရားများပါဝင်တဲ့စိတ်ကိုမဲညစ်ပူလောင်စေတဲ့အမဲရောင်ကန္နပက္ခလို့ခေါ်တဲ့အကုသိုလ်အသင်းအဖြူရောင်အသင်းဟာနိဗ္ဗာန်ဆိုတဲ့ရည်ရွယ်ချက်လဲပါတယ်မဂ္ဂဆိုတဲ့လမ်းကြောင်းလဲပါတယ် ီလသမာဓိပညာဆိုတဲ့နောက်တန်းအလဲတန်းရှေ့တန်းတို့ညီမျှတဲ့အစီအစဉ်လဲပါတယ်။နီးစနစ်ပိုင်းမှာဆိုရင်လဲဖျားရှင်ချမှတ်ခဲ့တဲ့အတိုင်းအရိယာအစရှိတဲ့သူတော်ကောင်းစင်ဆက်တို့စနစ်တကျထိမ့်သိမ်းလာခဲ့တဲ့နီးကောင်းလမ်းမှန်စနစ်မှန်ဖြစ်တယ်။ကံကြမဲ့အသင်းသားတွေကိုကြည့်ရင်လဲတတိပဋ္ဌာန်း သမက်ဗထန်အဋ္ဌိဘက်အိန္ဒရေဘိုးဘုစင်မက်ခင်ဆိုတဲ့တကယ်အကောင်းဆုံးဂုံတူးဆောင်ဘွဲတစိတ်တွေကိုရရှိထားကြသူတွေဖြစ်လို့အားကောင်းထောင်ကောင်း ရေချင်းကောင်းတွေကြီးပဲဒါကြောင့်သူတို့အသင်းဟာစမ်းကျင်ဘက်ကိုဖယ်ရှားပြီးမိမိတို့အသင်းကို တိုးပွားစေနိုင်တဲ့စမ်းရည်အပြည့်ရှိတဲ့ဘာဝေတပ်ပအင်အားစုအသင်းဖြစ်တယ်အမဲရောင်အသင်းကတော့ရည်ရွယ်ချက်လည်းမရှိ လမ်းကြောင်းနဲ့အစီအစဉ်လည်းမရှိနေစနစ်ရလို့လည်းတတ်တတ်မှတ်မှတ်မရှိကြသလိုအသင်းသားတွေဟာလည်းချီးနဲ့လိမ့်ကွက်ကလိန်ကကြစ်မူယာမာယာသမားတွေကြီးဖြစ်လို့ကိလေသာတန်ရောစဉ်ဩဃရောဂါစတဲ့အမိဆိုးတွေနဲ့ထင်ရှားတဲ့အသင်းဖြစ်တယ်။တကယ်အသင်းကြီးတွေနဲ့ရင်ဆိုင်လိုက်တိုင်းပြောက်အောင်ဖယ်ရှားခံရတဲ့ပဟာတပ်ပအင်အားစုအသင်းညံ့ပါ အဖြူရောင်အသင်းမှာသတိဆိုတဲ့ဂိုးသမားကအသင်းခေါင်းဆောင်အဖြစ်နဲ့တသင်းလုံးကို ထိမ့်သိမ့်ပေးပြီးရှေ့တန်းမှာဝိပဿနာကိုမတ်ကိုဖို့ကိုအထိအဖိုးထံကို တွေကိုသွေးပင်းနိုင်စွမ်းရှိတဲ့ပညာကလှုပ်ရှားတယ်။တဒ္ဓဝရိယတို့ကတသင်းလုံးကို တက်ကြွနေအောင် နေရာစုံမှာလှုပ်ရှားပေးနိုင်ကြတယ်။ အမဲရောင်သင်းမှာတော့တစ်ဖက်အသင်းသားတွေဂိုးပေါက်မမြင်နိုင်အောင်ဖုံးကွယ်ပေးနေတဲ့မောဟဆိုတဲ့ဂိုးသမားကအသင်းခေါင်းဆောင်ဖြစ်တာဝင်ယူပြီးလောဘဆိုတဲ့မူယာမာယာဒဂိုးကောင်းသမားနဲ့ဒေါသဆိုတဲ့အကျဉ်းရံသမားတို့အားကိုးနေရှင်ပြိုင်နေတာပါအဓိကသူတို့ရဲ့အာသာချက်ကိုကြည့်ရင်တဘာတော့ရင်းနေ တန်ကြာအစအရဲကခန္ဓာကိုယ်ကို အပိုင်စည်းလာကြတဲ့အသင်းဆိုတော့ကွင်းရှင်အိမ်ရှင်လိုဖြစ်နေကြတာဒါကြောင့်လဲအဖြူရောင်အသင်းကသတိဆိုတဲ့ဂိုသမလင့်လစ်တလို့သူတို့ကခိုးကိုသက်ကိုလိန်ညာကိုစတဲ့အကုသိုလ်ကိုတွေကိုတွင်းတွင်းသွားတဲ့ကြတာ ဖြူအောင်အသင်းရဲ့ခေါင်းဆောင်တတိဂိုးသမားကဂိုးပေါက်လဲလုံချောင်းအောင်မဆောင်အသင်းသားတွေပေါ်လဲနှိုးဆော်မပေးနိုင်ဘူးဆိုရင်သဒ္ဓါပညာဝရိယစတဲ့အသင်းသားတွေကလည်းအင်အားတွေလျော့ပါပြီးဘာမှထိထိရောက်ရောက်မလုံးကြလို့တစ်ခါအသင်းရဲ့ရန်တန်းကန်လိုက်တဲ့ဂိုးတွေကိုပေးရပြီးအရှုံးနဲ့ရင်ဆိုင်နေကြတာရေများရေနိုင်မီးများမီးနိုင်ဆိုတာမျိုးပေါ့ အသင်းတစ်ခုကိုရှင်ကြည့်လိုက်ရင်တော့အဖြူရောင်အသင်းဟာအထက်အသင်းဖြစ်ပြီးအမဲရောင်အသင်းကအောက်အသင်းပါပဲဒါပေမဲ့တနေ့တော့ဘောလုံးပွဲကြီးပြီးလို့ညအိပ်ရာဝင်စီးရင်ချုပ်ကြည့်လိုက်တဲ့အခါမှာတော့အန်ဖို့ကောင်းလောက်အောင်ထက်ကြီးသမားတွေခွက်ခွက်လန်လန်ရှုံးပြီးအောက်ကြီးသမားတွေကကြီးအနိုင်ရသွားကြတာနေ့စဉ်လိုလိုပါပဲဒီလိုဖြစ်ရတာကိုစမ်းစစ်ကြည့်လိုက်ရင်အားပေးပုံမမှန်ကန်တာလေချွေရင်ချက်တစ်ခုဖြစ်နေတယ် ပြပမှာသူတစ်ပါးတွေကန်တဲ့ဘောလုံးပွဲတွေမှာတော့လူတွေဟာကိုနိုင်စေချေတဲ့အသင်းကိုဖီအားပေးတတ်ကြတယ်။ကိုခန္ဓာကိုယ်တည်းကဘောလုံးပွဲကြတော့ကိုကကောင်းကျိုးရချင်သူတွေဖြစ်လို့ကောင်းကျိုးကိုပေးနိုင်စွမ်းရှိတဲ့အဖြူရောင်အသင်းနိုင်စေချေပေမဲ့တကယ်တမ်းအားပေးတာကြတော့အမဲအောင်အသင်းကိုပို့ပြီးစိတ်အားထက်ထက်တန်တန်နဲ့အားပေးနေမိကြတယ်။ ကိုကနိုင်စေခြင်းနဲ့အသင်းဘက်ကိုမှန်မှန်ကန်ကန်အားပေးတတ်ကြမယ်ဆိုရင်သတိဆိုတဲ့ဂိုသမားကလည်းနိုးနိုးကြကြနဲ့အာယုံနဲ့တွေ့တိုင်းတွေ့တိုင်းစိတ်မှာကက်ကက်ပါလာတဲ့လောဘစိတ်ဒေါသစိတ်ကလေးတွေကိုပညာအကူနဲ့ရှုမှတ်ပြီးပုတ်ထုတ်လော့တရားဝရိယတို့ကလည်းထထတန်တန်လှုပ်ရှားရင်ဒါနာကို သီလကိုဘာဝနာကိုတွေကအစပြီးဝိပဿနာကိုတွေနဲ့ဖြီးသွင်းလိုက်ကြတဲ့အတွက်နောက်ဆုံးတော့အမဲရောင် သင်းဟာသူ့ရဲ့အပေကံပဟာတပ်ပသဘောအတိုင်းဘုံဘုံလဲရှုံးနေပြီးတော့အဖြူရောင်အသင်းကသာ သူ့ရဲ့တိုးပွားတက်တဲ့ပင်ကိုဆွမ်းအားဘာဝေတပ်ပနဲ့အညီ တိုးပွားလာလို့မတ်ဖို့ဆိုတဲ့အဆုံးဖြတ်ဂိုးတွေကိုအတွင်းပြီးနိဗ္ဗာန်ဆိုတဲ့ချန်ပီယံဆုဖလာကြီးနဲ့ဂုံယူဝမ်းမြောက်သွားကြရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုမိန့်ကြားအားပေးရင်ဩဝါဒကိုဏီကုံးချုပ်လိုက်ပါတယ် တကူတော်ကန်ရတဲ့ခန္ဓာကိုယ်တွင်းကဘောလုံးပွဲကြီးမှာအားပေးပုံမှန်မှန်ကန်ကန်နဲ့အနိုင်နှွဲပြီးဒုက္ခအလုံးကင်းလို့ရနိဗ္ဗာန်ဆိုတဲ့ဖလားကြီးကိုကင်မြောက်ခွင့်ရတဲ့လောကအလုံးကိုလွန်မြောက်တဲ့ချန်ပီယံကြီးများဖြစ်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမမေဦးမိုးပါရှင်။နောက်ထပ်အပိုင်းသစ်မှာပြန်ဆောင်ကြမယ်နော်။